အားလုံးမင်္ဂလာပါခင်ဗျာယနေ့ဆယ်ရက်၁၇လ2025ယနေ့မင်္ဂလာညညမှာစစ်သည်အနေအဖြစ်ရခိုင်ပြည်နယ်ကြောက်ဖြူဒေသကစစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာဆယ်ရက်၁၇လ 2025ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူဒေသမှာရှိနေတဲ့တိုင်းချောင်းရွာနဲ့တိုင်းချောင်းစီကိုမြမတက်မတော်လုံချိုးတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဖြစ်စဉ်တွင်မှာကျန်းဖက်တောင်းကျန်းသူများဖြစ်ကြတဲ့ AA Black Brad အဖွဲ့များ အထူးခိုက်အကြဆုံးများစွာဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့မိမိဘက်ကထိခိုက်မှုတစုံတရာမရှိကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုနောက်ထပ်တင်ပြပေးချင်တာကတော့မုံမျိုးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ9ရက်17လ2025ရက်နေ့နေ့လယ်ပိုင်းအချိန်လောက်မှာတော့မုံမျိုးရဲ့အနောက်ဘက်ကျောင်းကုန်းဒေသကိုတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်တောင်းချမ်းသူအချို့နဲ့ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာရန်သူဟာစုခွာတပြစ်သွားခဲ့ပြီးတော့မိမိဘက်ကစစ်တီတူဦးဒဏ်ရာအနေငယ်ရရှိကာ အကျိုးမြတ်ရန်လက်နေရဖြင့်အကျမ်းဖတ်တောင်းញံသူအလောင်းနှလောင်းနဲ့လက်နက်ငယ်တလန်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကချင်ပြည်နယ်ဗမော်နယ်ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာစေရစန္ဒလာ2025ရနေ့မှာတော့ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းမှာရှိနေတဲ့ခါလာရ40ကွန်တရင်သားမှာ မြန်မာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်တောင်းကျမ်းသူများဖြစ်တဲ့ KIA အဖွဲ့တို့နဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာအကျိုးမြတ်ရလနဲ့အပေါင်းနှုတ်များကို မသိရှိရသေးတဲ့အတွက်တိတိကျကျမတင်ပြပေးနိုင်သေးတာနားလည်ခွင့်လွတ်ပေးပါခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးဝက်လက်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဆယ်ရက်စက်တနာ2025ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့ရဲ့အနောက်ဘက် ရွာသာကြီးရွာရဲ့တောင်ဘက်ကရူးရွာနဲ့တထေးကုန်းရွာများမှာ စုဖွဲ့နေကြတဲ့အကျန်းဖက်သောင်းရံသူဗရက်အဖွဲ့များကိုမြန်မာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေရှင်းလင်းလိုက်ပါတယ်ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကျန်းဖက်သောင်းရံသူအချို့အထီးအကိုက်ကြာဆုံးများနဲ့သုတ်ခွာထွက်ပြေးသွားခဲ့ရပြီး မိမိဘက်ကထိခိုက်မှုတစုံတရာမရှိကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းစင်းကူးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဆယ်ရက်စင်တလာ2025ရက်နေ့မှာတော့အကြမ်းဖက်သောင်းရင်သူ MDY ဗရမျထိန်းချုပ်ထားတဲ့စင်ကူးမြို့ကိုတက်မတော်လုံချွေးတက်ဖွဲ့ဝင်များကပြန်လည်သိမ့်ပိုက်ထိန်းချုပ်နိုင်လိုက်ပါတယ် စင်ကူးမြို့မှာခြေပြုတ်နေကြတဲ့အကျန်းဖက်တောင်းကျန်သူများဟာအထိနာပြီးတော့လက်ပံလာနဲ့ရက်ကွင်းဘက်ကိုဆုတ်ခွာထွက်ပြေးနေကြောင်းနဲ့အကျိုးမြတ်ရလက်နဲ့အပေါင်းအနှုတ်များကို တိတိကျကျမသိရှိရသေးတဲ့အတွက်ကြောင့်တင်ပြမပေးနိုင်သေးတာနားလေခွင်းလို့ပေးပါခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ၂၀၂၀ရွေးကောင်ပွဲမှာ ကိုကြုံခဲ့ရတဲ့နိုင်ငံရေးအတွေ့အကြုံကပါတီနိုင်ငံရေးလုံးမဲ့သူတွေဟာလေကြီးထိုးယိုးယိုးလို့တွေးပြီးလှုပ်လို့မရဘူးဆိုတာသဘောပေါက်ခဲ့ပါတယ်အထူးသဖြင့်တမတော်ကနေအငိမ့်စားယူပြီးကူပြောင်းလာမဲ့သူတွေကတမတော်မှာဖြတ်တန်းခဲ့တဲ့အမှုအကျင့်တချို့ကိုစွန့်လွတ်နိုင်မှသာလူမှုစိတ်ဝင်စားမှုများမယ်ဆိုတာကိုလည်းနားလည်ခဲ့ပါတယ်နေရာကဥပဒေနဲ့ချိန်တို့စဉ်းစားတာဆောင်ကြီးဆန်လွန်နာတွေကလူလူနဲ့ မဟာဇာတဖြစ်ဖို့ခက်ခဲတာလဲတွေ့ရပါတယ်အရေးအကြီးဆုံးကတော့မီဒီယာထင်းတွေရဲ့အရေးပါမှုကိုလည်းသဘောပေါက်ခဲ့ပါတယ်အစွန်းရလုံမဲ့သူတွေဟာသတင်းတွေဖန်ပြီးပေးနိုင်ရမယ်တချို့သတင်းတွေမှာကိုကဖြည့်ရှင်းဖို့တသက်ကြီးယက်တီနေရမှာမဟုတ်ပါဘူးကောင်တာဖဲတဲ့ကိုကအရင်ပြစ်လိုက်တဲ့ဖဲချဲရဲ့ရိုက်ခတ်မှုကိုတစ်ဖက်အဖွဲ့စည်းကမဖြစ်မနေကိုဖြည့်ရှင်းနေရင်းနဲ့တိုင်ဘက်နေရလိမ့်မယ်ဒီနီလန်တွေကအထီးရောက်ဆုံးပါ အတိအသားဆုံးဥမာပြောရရင်ဗကြုတ်ဇွန်မင်းထွန်းပြစ်လိုက်တဲ့ KNU ရဲ့ကြားဖြန့်ပတ်သက်မှုသတင်းမျိုးက KNU ရဲ့အရှိုက်ကိုတဲ့တယ်ပါပဲမပတ်သက်ပါဘူးဘလို့ပဲညင်ညင်စာချုပ်တက်တွေဘိုးအဖွဲ့စည်းကအရေးယူမယ်ဆိုပြီးခုထိအရေးမယူနိုင်တဲ့ဖြစ်စေဟောင်းတွေက ပြန်ပြီးတော့လွယ်လာပါလိမ့်မယ်ကိုယ်လည်းဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးကမီဒီယာထင်းတွေကိုသူ့ရွေးကောက်ပွဲစီရင်ရေးခီးစဉ်မှာအသုံးချနိုင်ခဲ့ပါတယ် ဘာရင်မဟုတ်ဒီလုတ်ရက်လေးကသတင်းအစရှာနေရတဲ့မီဒီယာတွေမှာအမှုမဲ့အမမဲ့ထက်ဆင့်ဖော်ပြရေးသားကြတယ်ဒါကအွန်လိုင်းလောကအထာဆိုရင်တော့ပောက်တယ်ခေါ်မလားပါပဲဘာပဲပြောပြောကိုယ်လုံရက်ကိုမီဒီယာတွေကတဆင့်လူမှုကွန်ရက်ပေါ်ရောက်လာတယ်ဆိုတော့လဲအောင်မြင်ခြင်းတမျိုးပဲပေါ့လေ တကယ်တော့အထောက်အကူပြုမီဒီယာထင်းသင်းသန်းအဖွဲ့ဈေးနဲ့မီဒီယာဆိုတာအစိုးရလုံးမဲ့ပါတီတွေမဆိုထားနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ရဲ့နောက်ဝင်မာတော်ရှိတင်ပါတယ်အဟိုအဆသွားရလာတာလူမှုဆက်ဆံမှုကင်မရာရိုက်ကွင်းရှုထောင့်အယူအဆအပြောအဆိုစကလုံးတိုင်းဟာအရေးပါတာမို့ကျန်သူများမှလည်းအတူယူနိုင်ပါစေလို့မျှော်လင့်ပါတယ် အမေရိကန်တရုတ်အားမြိုင်မှုကြားကစောင့်ကြည့်ခြင်းစရာရစ်တောင်အာရှနဲ့အာရှပစိဖိတ်ဒေသတို့၏ကံကြမ္မာအမေရိကန်တရုတ်တို့၏အံပြိုင်မှုဟာအရှိတောင်အာရှနဲ့အာရှပစိဖိတ်ဒေသအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများနှစ်ခုစလုံးကိုယူဆောင်လာခဲ့သည်မှာညှိညာနိုင်မည်မဟုတ်ပေ တစ်ဖက်မှာတော့အဆိုပါနှစ်နိုင်ငံ၏အံ့ပြိုင်မှုဟာဒေသတွင်းနိုင်ငံများရဲ့ပြည်တွင်းရေးနိုင်ငံရေးနဲ့စီးပွားရေးများကိုပါတိုက်ရိုက်ချိတ်ဆက်လျက်ရှိနေပြီးတော့အချို့နိုင်ငံများအတွက်ကတော့ကိုကျိုးစီးပွားနဲ့ပတ်သက်လာပါကဒေသတွင်းစီးလုံးညီညွတ်မှုကိုချိန်ချောင်းနေလျက်ရှိနေတာပါတရုတ်နဲ့အမေရိကန်တို့ရဲ့အပြန်အလှန်အပြိုင်စီးယုံသိမ်သိမ်းမှုနဲ့ဩဇာတည်ဆောက်မှုတို့ဟာတော့ ဒေသတွင်းမှာရှိနေတဲ့နိုင်ငံများရဲ့စီးပွားရေးအခွင့်အလမ်းအသစ်များနဲ့ယင်းဒီမြုံနယ်မှုများကို မြင့်တင်နိုင်ခဲ့တော်လဲအာဆန်ဤဘူပြုမှုကိုဒိမ့်သိမ့်နိုင်မှုအားနည်းလာခြင်းလွတ်လပ်မှုနဲ့စီးပွားရေးအရာစီလုံးမှုတို့မှာထိခိုက်နိုင်ခြင်းများဖြစ်လာနိုင်ပွဲရှိကြောင်းကြိုတင်မျှော်လင့်ထားရမှာသာဖြစ်ပါတယ်အင်အားကြီးတဲ့နိုင်ငံများမှာရှိတဲ့ဒေသတွင်းနိုင်ငံများအနေနဲ့ပါဝါနှစ်ရက်ကြာမှာတိကျရွေးချယ်ဆက်ဆံပါက နိုင်ငံရေးအခင်းချင်းပေါ်တည်ရောက်မှုရှိလာနိုင်ပြီးတော့တည်ငြိမ်ရေးငြိမ်းချမ်းရေးနဲ့ဒေသဆိုင်ရာဘူပေါင်းဆောင်ရွက်မှုကိုမလွဲမသွေထိခိုက်နိုင်ပြီးဖြစ်တာကြောင့်ကမ္ဘာနိုင်ငံရေးစနစ်အပြောင်းလဲနဲ့ရှုပ်ထွေးမှုတွေကြားမှာအတူတူကဘူးပေါင်းဆောင်ရွက်ရေးနီလန်ကို ရှင်တွဲအသုံးပြုနိုင်မှသာလျင်ကမ္ဘာစီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနဲ့နိုင်ငံစုံဘူးပေါင်းဆောင်ရွက်ရေးအကျိုးစီးပွားတို့မှာအပြန်အလှန်အကျိုးကျေးဇူးများ ရရှိလိမ့်မှာဖြည့်ကြောင်းသုံးသက်ရပါတယ်ခမညာသတင်းဌာနတွေကိုမြန်မာမှုပြုရင်တော့သတင်းတိုက်တွေလို့ဆိုရမလားတကယ်တော့သတင်းဌာနရဲ့နောက်ွယ်မှာရှိတဲ့တိုက်ပိုင်းတွေကိုနိုင်ကအစွဲလေးတွေရှိတဲ့ကြပါတယ်ဥပမာမြန်မာပြည်ကသတင်းဌာနတခုဆိုရင်2015ရွေးကောက်ပွဲရလန့်ကြီးညာပြီးတော့သမ္မတကြီးဦးသိန်းစိန်ကိုမန်းရှင်းခေါ်ပြီးအာဏာလွှဲပေးဖို့ အချိန်ကောင်းအခါကောင်းရောက်ပါပြီဆိုတဲ့အတီးရေးခဲ့တာမျိုး ရှိခဲ့ဘူးပါတယ်သူလဲဖြိုးမင်းသိန်းလက်ထက်မှာညှိခဲ့တာပါပဲထားပါတော့ပြောနေတာကတိုက်ပိုင်တွေကိုနိုင်ကမူဆွဲလူဆွဲကြည့်ရင်သတင်းတိကျမှန်ကန်မှုကအတော်လေးတက်ရောက်မှု ကြီးတယ်ဆိုတာပြောပြလိုတာပါ တို့ရေးသေးချင်တာတို့နှစ်ကြောင်းပေးတာကိုပဲပြည်သူကရွေးချယ်ခွင့်မရှိပဲဖတ်ရတဲ့သဘောပေါက်လေးအထူးသဖြင့်88အရေးခင်းလူမျိုးနဲ့ခုလက်ရှိအရေးခင်းကာလတွေမှာတပတ်မီဒီယာတွေရဲ့ဖြောင်းမတ်မှန်ကန်မှုဆိုတာကရှိမှမရှိ နေခဲ့တာပါ88မှာမရင်းကျင်ပါれအစိတ်ခတ်တတ်ပါれဆိုပြီးဘလောက်တောင်လူလူအောင်ကြွမှုဖြစ်အောင်လိန်ခဲ့ကြသလဲဆိုတာအသည့်သာကြီးပဲမဟုတ်ပါလားအမှန်တရားကနောက်ကျင်ရပေမဲ့မူသားကတော့ ကဘာပတ်သွားခဲ့ပြီဆိုတာမျိုးပေါ်လေအခုလဲဒလန်ကောင်းစင်တက်ပြီးလူသက်တာကိုအားရဝမ်းသာရေးကြတယ်ရဲဝန်ထမ်းတွေဆိုတာတနည်းအားဖြင့်နိုင်ငံဝန်ထမ်းတွေပါပဲ UNDP ပါတီဝင်တွေအပြင်ရကြီးဥက္ကဋ္ဌတွေထောင်နဲ့ချီအသက်ခံရတာကိုဝမ်းသာအားရဖော်ပြကြခဲ့တယ်ကိုအပိရဲ့အပွဲစည်းကသိရင်သာပြည်သူပါဆိုပြီးမျက်ရည်ခံထိုးတက်ကြတာပဲမဟုတ်ပါဘူးလား အခုလဲ BBC လိန်ခဲ့တာကို BBC ကပြန်ဖော်ပြရတဲ့အဖြစ်ကြီးကရုပ်ပေါက်လုံးတယ်ပေါ့လေ UK မှာဖြစ်တဲ့ဆန္ဒပြမှုတွေစူရမဖြစ်ပြတာတွေကိုလဲ BBC ကတသလုံးဖော်ပြမှာမဟုတ်ဘူးနောက်ွယ်ကငွေကြေးပေးထားသူတွေရဲ့ဇညွန်အတိုင်းသာသူတို့လက်ပတ်နေကြဥ်မှာပါ မီဒီယာဆိုတာမီဒီယံကလာတဲ့ငွေကြီးဇာမန်နဲ့မီဒီယာတွေမှာ မီဒီယံမဖြစ်တော့တာလဲကြာပေါ့မဟုတ်လားဗျချင်းတွင်းမြစ်ထဲမှာ ရွှေမျောဖောင်ရင်နဲ့ပတ်သက်ပြီးတော့ပုံတွေမြင်ရတာချင်းနှင်းမြစ်ကလည်းအသက်ငင်ငင်ပါပါပဲဒါတွေမထင်းချောင်းနိုင်သေးဘူးလက်နက်ကင်မှုအတွက်လမ်းစရှာနေသလိုဖြစ်နေမှာပါတဖက်မှာမိုးကုတ်ကောက်ကွင်းကြီးဘာဖြစ်သွားသလဲဆိုတာကတက်တည်ပြစရာနမူနာရှိနေတာပဲမဟုတ်ပါလားတကယ်တော့စစ်တပ်ပြန်ဝင်တာကြောက်တယ်ဆိုတာထက်ဥပရမဲနေရတာကိုပုံမူခုံမင်းနှစ်သက်နေကြတာဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ geopolitics အရမန်ဘွဲ့ရေးသားတဲ့အစုံသမားနိုင်ငံတော်အပေါ်သစ္စာမှန်သူတွေသာ နေရရကြပါစေဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဖြစ်ပြနေတဲ့မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုအတိတ်ဒုက္ခဆင်းရဲရောက်မှုတွေအကြက်အတဲတွေမကြုံစေခြင်းလို့2021ခရဲကကျွန်တော်တို့ဒီဒီဇိုင်းမမဲ့ပြောခဲ့ရေးခဲ့ပါတယ်သို့တော့ အပြစ်စွမ်းကြီးတဲ့ကာလမှုမထျောက်ခဲ့ပဲလက်ရှိအခြေအနေအထိဖြစ်လာရပါတယ်။ဘုံဩဇာကြာစင်းလာတဲ့လက်ရှိအချိန်မှာမြမနိုင်ငံရေးပူးသက်တွေအယောင်ပြောင်းအသွင်ယူတွေတတိယအင်အားစုတွေမြိုင်မြိုင်ဆိုင်ဆိုင်လှုပ်ရှားလာတဲ့ဆိုတာတွေ့နေရပါပြီ။လူတွေတော်တော်များများမှလည်းဖုံးကွယ်ထားတဲ့အသွင်တွေမျက်နှာဖုံးတွေစပြီးတော့ကြွာကြလာကြပါပြီ။ အစင်းမြင့်တဲ့ဘရဝီနိုင်ငံရေးပညာရပ်တစ်ခုကိုစနစ်တကျသင်ယူလေ့လာခဲ့ခြင်းသူရည်သနာ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘဲနဲ့တာမန်ဘုရားဖြတ်သန်းမှုလောက် NGO အလုပ်လုပ်ဖူးတာလောက်ပြည်ပထိတွေ့လုပ်ကိုင်တဲ့ဘုသူတာလေးရှိုံလောက်အင်္ဂလိပ်စာတက်ယုံလောက် resort evaluate assignment စကလုံးလေးတွေကို လူရင်းကျဲ၃တက်ယုံလောင်းနဲ့တက်ကိုမပြိုကွဲရင်ပြိုကွဲအောင် ငါလဲစစ်သားဟောင်းပါပဲဆိုပြီးအေးနှိပ်ထားတဲ့ပုံတွေပို့တွေထက်တလဲလဲနိုင်ချမကြံမကြံတင်ပြီးစစ်တီတော်တွေစိတ်သက်ကြအောင်လှုပ်သူတွေအထက်တောင်ရှိသူတွေရဲ့အားနေချက်တွေရှိတော်ညာလဲအားနေချက်တွေကိုမကြံမကြံပို့တင်ပြီးအထက်အောက်သွေးကွဲအောင်လှုပ်သူတွေနောက်ွယ်ကဗျူဟာအတိုင်းပဲအပေါက်ကနေအချိန်ကြိုက်ဝင်မလဲချောင်းနေသူတွေများလာပါတယ်တစ်ဖက်မှာလဲ ပြင်ဆင်ရမယ့်အချက်တွေကိုမြင်ပေမဲ့မမြင်ကြအောင်ဆောင်ပြီးသစ္စာမဲ့စွာမှိန်နေရတဲ့သူတွေရှိနေကြပါသေးတယ်။အဲဒီလူတွေကိုနှလုံးသားထဲမှာနက်နဲစွာအထုမှတ်တမ်းတင်ထားပါတယ်။ဒီတဲ့ဆိုရတဲ့အခြေအနေတွေဆက်လာခဲ့ရင်တော့ကျွန်တော်ကြော်ဖြတ်ခဲ့ပြီးမရင်မလဲဆက်လက်တည်ရှိနေမယ်ဆိုရင်ဘယ်တော့မှခွင့်မလွတ်ပါဘူး။မြန်မာနိုင်ငံတော်ကြီးအတွင်းရှိပါစေ။ အဆုံးမှာစေရနာမှန်သူတွေသာအနိုင်ရကြပါစေယုံနိုင်သူတွေကြာဆုံးကြပါစေလို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်ဆရာမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့စောင့်ကြည့်မယ်ဆိုတဲ့သတင်းလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့အပြောင်းလဲတွေမြန်မြန်ဖြစ်နေပါတယ်စီးရဲလည်းအပြောင်းလဲမြန်လာတယ် ဒါတရုတ်ရဲ့နောက်ွယ်ကလှုပ်ရှားမှုအများကြီးပါတယ်ဆိုတာအလုံးသိကြပါတယ်စီရေးကိစ္စတွေရပ်သွားတာအပြုသဘောဖြစ်တယ်တပုံတချို့နောက်ပြန်ဆုတ်သွားတာလဲကုန်စည်စည်းစိမ်မှုအတွက်အပြုသဘောပါပဲမြန်မာပြည်သူတွေအတွက်လဲကုန်စည်နှုန်းတွေကျလာနိုင်ပြီးတင်ပို့ကုန်တွေအတွက်အခွင့်အလမ်းပေါ်လာလို့အပြုသဘောပဲဖြစ်ခဲ့ပါတယ်တေချာလေးလာကြည့်ရင်အခုအပြူသဘောဖြစ်တာတွေကတရုတ်အတွက်ပိုပြီးအကျိုးရှိစေခဲ့တာပါ ရိုးရိုးပဲကြည့်မယ်ဆိုသဘုံတွေရှုံးသွားတယ်တင်းထားတဲ့နေရာတွေပြန်ပေးရတယ်ကုန်စည်စည်းစိမ်မှုပြန်ကောင်းလာတယ်ပေါ့လေမြန်မာနိုင်ငံဘက်ကကြည့်ရင်ဘယ်သဘုံမှအမြင့်ပြတ်မသွားပါဘူးဘယ်သဘုံမှလက်နက်မစွန်ဘူးဘယ်သဘုံမှအနေအထားပြတ်မသွားပါဘူးနောက်တခါပြန်တိုက်ဖို့အင်အားစုအချိန်ယူတာတတ်တတ်ပါပဲတရုတ်ဘက်ကကြည့်ရင်ယူနန်ပြည်နယ်ဇက်ကုန်သွယ်ရေးပြန်ပွင့်သွားတယ်ဘီအိုင်လန်းကြောင်းအကောင့်တွေပြန်ဖော်နိုင်မယ် တဘုံတွေကိုလည်းလိုအပ်ရင်မြန်မာနိုင်ငံကိုကစားဖို့ဆက်မွေးထားနိုင်ပါတယ်တရုတ်ရတဲ့အခွင့်အရေးထဲမှာတဘုံအမြင့်ပြတ်မသွားတဲ့အခွင့်အရေးကအကောင်းဆုံးဖြစ်ခဲ့တာပါအဲ့လိုဖြစ်အောင်လဲလုပ်ယူလိုက်တာပါပဲမြန်မာဘက်ကမရှိသင့်တဲ့တဘုံတွေအသက်ဆက်ရှင်ခွင့်ရသွားတာက အဆုံးရှုံးမှုတစ်ခုပါတဘုံတစ်ဘွက်ကိုပဲအပြည့်ရှင်းနိုင်ရင် ရှင်းကျင်ရှင်းရှင်းလို့ရပါတယ်ဒီလိုအနေအထားကိုရရမှာပါ အဲ့ဒီအခွင့်အရေးဆုံးရှုံးခဲ့ပါတယ်ဥပမာ TNL ကနောက်ဆုံးမပေးဘူးဆိုလဲရှုံးနေပါပြီအနေနဲ့အမြန်လက်နဲ့ချမ်းရတော့မှအခုတော့အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်အ ਨੇ ဆုံးလွန်ကျူးလာတဲ့သဘုံတွေကိုအပြတ်ဖြတ်ရမှာပါနောက်တခါ30နှစ်ကုန်ဆိုတာထက်မဖြစ်စေအောင်ချိုးနှိမ်ထားရမှာပါတရုတ်ကအဲ့လိုအခွင့်အရေးမပေးခဲ့ပါဘူး မြန်မာနိုင်ငံကတရုတ်ရဲ့လွမ်းမိုးထောက်မှုကိုမပယ်ရှားနိုင်ခဲ့ပါဘူးမပယ်ရှားနိုင်သည့်တရုတ်ကစားသမျှခံနေရဦးမှာပါတရုတ်ကလည်းအဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲအရယူထားပါတယ် KIA တို့ DNL တို့နဲ့အပြစ်ရဲ့ဇွန်ဝဲကိုဆက်ကြည့်နေပါမယ်မြန်မာဘက်ကအသီးသန့်ထင်ရှားတဲ့အကျိုးမရခဲ့ပဲမင်းနေရမင်းနေဆိုတာလောက်နဲ့ပြေးရမယ်ဆိုရင်တော့တရုတ်ကိုကြောက်စရာကောင်းတဲ့စစ်ဆက်ပေးသူတွေအဖြစ်သတ်မှတ်ရမှာပါ မြန်မာနိုင်ငံထဲမှာမိုင်းပုံမြုပ်ထားတဲ့သူလို့သတ်မှတ်ရမှာပါပဲတရုတ်မကူညီရင်မြောက်ပိုင်းသဘုံတွေကြီးထွားလာတဲ့ရမရှိပါဘူးမြန်မာစစ်တပ်အမြင့်ဖြတ်လို့ရပါတယ်လက်ရှိစီးရင်မှာလည်းမြန်မာစစ်တပ်ဘက်ကအရေးတာနေတာပါဒါကိုရက်နောက်ပြန်ဆုပ်လက်ရှိနေရာမှာပဲနေဆိုတာလက်မခံနိုင်တဲ့အခြေအနေပါညနိုင်မှုတွေဖြစ်လာမဲ့ရန်လက်တွေဆက်စောင့်ကြည့်ပါမယ်တရုတ်ရဲ့ဂူကြီးပင်းနေမှုကိုလည်းအသိအမှတ်ပြုပြီးအပြစ်မပြောသေးပါဘူး ကိုဘိုးပဲကြည်ပြီးခွကစားရင်တော့မြန်မာအတွက်စာပြန်ရေးရအောင်မှာပါမြန်မာတွေကနောက်တခါပြည်တွင်းစစ်ပြန်ဖြစ်မှာမလို့ခြင်းတော့ပါဘူးဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ ကွန်မန့်မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်